မြန်မာပြည်မှာကြည်ဘုရားဘာသာတွေဘာလို့ကြလဲအေးချလိုက်မယ်ဆိုရင်ကိုယ်အိမ်မှာကိုယ်ဘာလို့ကြလဲဖះကန်းရှိတယ်ဖះကန်းစီမီပိုင်ရေးချမ်းနေနဲ့ပူဆော်ကြတယ်ဖះရှိခိုးကြတယ်တရားတွေကိုရွေးချက်ဖတ်ကြတယ်ဒါတွေမလုံးဝဘူးလားဆိုတော့မလုံးဝဘူးမဟုတ်ဘူးနော်မလုံးဝဘူးမဟုတ်ဘူးသို့တော့အဲ့ဒီအလုတ်တွေတဲ့ အဓိကကြားတဲ့အလောက်ကဘာတော့မေးမယ်ဆိုလို့ရှင်မြတ်စွာဘုရားကငါးပါးသီလလုံအောင်ကျင်းဆိုငါးပါးငါးပါးသီလလုံအောင်ကျင်းမှုအဓိကကြားမြတ်စွာဘုရားငါးကိုတနည်းပနည်းချင်းရှ िख ိုးရမယ်လို့မဟုတ်နော်ရှ िख ိုးခြင်းကြောင့်ကုသိုလ်ရတယ်မှန်တယ်ရှ िख ိုးရင်ကုသိုလ်ရမယ်ဘာကြောင့်ကုသိုလ်ရတာတော့လို့ဆိုအလွန်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တယောက်ပုဂ္ဂိုလ်တစ်ပါးကို ဒီကာရဝမေတ္တာနဲ့တယုတသိတလေးတစားလေးစားပူဇော်တယ်ပန်းနဲ့ပူဇော်တယ်စီမီနဲ့ပူဇော်တယ်ကျန်တယ်ကုသိုလ်မရအောင်လားရအဲ့ဒီကုသိုလ်တွေတဲ့တမိုးရှိတဲ့ကုသိုလ်တွေရှိသေးတယ်ဆိုလိုတာကအဲ့ဒါအခြေခံတမန်မြတာဖြစ်တယ်ပေါ့ဘုရားရှိခိုးတဲ့ကုသိုလ်ဟာအနည်းငယ်နဲ့ဟောကျမ်းမာစေတဲ့ဒါရသို့တော့ မြတ်စွာဘုရားကြိုက်တဲ့အကောင်းဆုံးကုသိုလ်လားလို့ဆိုမဟုတ်ဘူးအကောင်းဆုံးကုသိုလ်ကတော့ဘာရောဝိပဿနာတရားကျင့်ကြံကြိုးကိုအထုတ်ခြင်းသာဖြစ်တယ်။နော်အဲ့ဒါမှအကောင်းဆုံးကုသိုလ်ဖြစ်တယ်။ဆိုလိုတာကအလုဆိုတာအစင့်စင့်လောက်ရမှာ။ပညာသင်တဲ့အခါမှာလည်းအစင့်စင့်ပညာသင်ကြတယ်။အခြေခံအစင့်သင်တယ်အခြေခံအစင့်ပြီးမှအလေရန်အစင့်အလေရန်အစင့်ပြီးတော့မှ ထက်တန်းဆက်ထက်တန်းဆက်ပြီးတော့မှအစ်မြင့်တဲ့ပညာရဲ့ဒီဒီလိုဒါမှဘုရားရှိခိုးတာတို့ရေချမ်းပန်းစီစီမီလူတန်းတာတို့ဆိုတာအခြေခံအဆင့်ဆိုတဲ့သဘောရောက်တဲ့ပုံအဲ့ဒါလုတ်လောက်အဲ့ဒီကုသိုလ်ကလည်းကုသိုလ်ပါပဲကုသိုလ်ရသို့သောအဲ့ဒီတဲ့တန်ဖိုးကြီးတဲ့ကုသိုလ်ကပါလေခေါနာတိလာဆောင်ထိန်းတာတို့ ပ္ပဌံတရားကျိုးစားကျိုးဝါအထုတ်တာကပ္ပဌံထဲမှာဝိပဿနာတရားကျိုးဝါအထုတ်တာဘာကြောင့်ဒီလို ပြောရသလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားပြိဋိဘံဆံဃာနေမှာမြတ်စွာဘုရားကိုနောက်ဆုံးအနေနဲ့ကောင်းကင်ရံကနတ်တွေကလည်းတူရိယာတွေတိမှုတ်ပြီးတော့ပူဇော်ကြတယ်ကောင်းကင်ရံကနတ်ပန်းတွေကျဲချပြီးတော့ပူဇော်ကြတယ်မြတ်စွာဘုရား ပြိနိဗ္ဗာန်မဆန်သေးဘူးညောင်ဆောင်ပေါ်မှာလဲလျောင်းနေတဲ့အချိန်လူတွေကလည်းပူဇော်ကြတယ်အားလုံးဟာမြတ်စွာဘုရားဒီနောက်ဆုံးအချိန်လျောင်းဆက်နေတဲ့အချိန်မှာပူဇော်နေကြတော့မြတ်စွာဘုရားရှေနန္ဒာကိုမိတ်တယ်အာနန္ဒာငါ့ကိုပန်းရေချမ်းနေနဲ့အခုလိုဒူရီယာလေးနဲ့ပန်းနေနဲ့ပူဇော်ရဟာအကောင်းဆုံးပူဇော်မှုမဖြစ်ဘူးတဲ့ အကောင်းဆုံးပူဇော်မှုကတော့ငါဆုံးမထားတဲ့တရားအတိုင်းလိုက်နာခြင်းသုံးခြင်းသာလဲအကောင်းဆုံးပူဇော်မှုဖြစ်တယ်လို့သူတို့ဟောတာတိချင်းမဟာပရိနိဗ္ဗာန်တုတ်ကိုဖတ်ချိနော်မဟာပရိနိဗ္ဗာန်တုတ်ဒီတိုင်းမြတ်စွာဘုရားဆုံးမတာအဲ့ဒါကိုမမေ့ဖို့လိုတယ်ပေါ့အခြေခံအဆင်းကမတက်ဘူးဆိုရင်ကိုယ့်ရဲ့တမောကတက်လာမှာမဟုတ်ဘူးမူလရန်နဲ့ပဲကျင့်တတ်မှလား အလဲတန်းတို့ထက်တန်းတို့တက္ကသိုလ်ပွဲတို့ထီအောင်မတက်နိုင်ဘူးလားကြိုးစားမှာဒီလိုဆွလို့တယ်နော်အဲ့ဒါကြောင့်ကြိုးစားအထုတ်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တာကိုမြတ်စွာဘုရားအကောင်းဆုံးဒါမှမဟုတ်အထက်ကရာဆရာကြီးတည်းပြောတဲ့သမ္မာပฏิပတ္တိအနုတ္တရာပူဇာမြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းတရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဟာအကောင်းဆုံးပူဇော်ခြင်းပဲလို့ဒီလိုဟောဆိုခဲ့တာ ဒါကြောင့်လူတွေဟာဖျားပန်းရေချမ်းတဲ့လူတန်းနေတော်လဲအချို့ချို့ပုဂ္ဂိုလ်တွေဟာဒီကာယကံထိမ့်သိမ့်မှုဝစီကံထိမ့်သိမ့်မှု အားနေကြတယ်ကိုချင်းသီလဘက်မှာ အားနေကြတယ်ဒါတွေကချွေရင်ချက်တစ်ခုဖြစ်လာတယ်ပေါ့ကိုချင်းသီလဘက်မှာအားကောင်းရင်တော့ပြောစရာမရှိဘူးကိုချင်းသီလဘက်မှာအရေးကြီးတဲ့ဟာတစ်ခုကိုချင်းသီလအားကောင်းရမယ် တပ္ပတာချင်းစဉ်ဝိပဿနာချင်းစဉ်ဤတတ်နိုင်သမျှကြိုးစားအားထုတ်ရမယ်။အဲ့ဒါမှမြတ်စွာဘုရားအဆုံးအမတိုင်လိုက်နာချင်း300ရောက်တယ်လို့အဲ့ဒါလို့ဘုရားဘာသာမှာအခြေခံကနေစာပြီးတော့စိတ်ပိုင်းဆိုင်ရာကိုယ်စိတ်ထဲမှာအညစ်အကြေးတွေဖယ်ရှားပြရဘုရားဘာသာဝင်သူတော်စင်နေနေနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုသိအောင်လုပ်အောင်စိတ်ရဲ့အညစ်အကြေးလို့ဆိုတဲ့အဲထဲမှာ အဘိဓမ္မာကျမ်းကအရာပြောရမယ်ဆိုလို့ရှိရင်လောဘဆိုတာစိတ်ရဲ့အညစ်အကြေးပဲဒေါသဆိုတာစိတ်ရဲ့အညစ်အကြေးမောဟဆိုတာစိတ်ရဲ့အညစ်အကြေးအေးစိတ်ထဲမှာနတ္တဆရာအာယုံတွေးလို့လောဘတွေဖြစ်တယ်လောဘကို မထိန်ချုပ်ဘူးဆိုရင်စိတ်ရဲ့အညစ်အကြေးကိုတိုးပေါင်းအောင်လုပ်ထားတယ်တူတူပဲလက်ခံတာနဲ့တူတူပဲ စိတ်တူတတ်တယ်ဒေါသထွက်တတ်တယ်ဒေါသကိုမထိန်ချုပ်ဘူးဖယ်ရှားဖို့မကြိုးစားဘူးဆိုရင်လည်းဒါစိတ်အငြိအကျိုးလက်ခံထားတာမောဟလို့ဆိုတဲ့အမှန်မသိမှုလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားမသိမှုအမှန်တရားကိုခွဲခြားမသိမှုဆိုတဲ့မောဟရှိနေလို့ရှင်လည်းစိတ်ရဲ့အငြိအကျိုးတစ်ခုပဲထို့တူပဲအဟိရိကအနတ္တပါတယ်အကုသိုလ်လုံးလုံးဝမှာ အာဟုတုအမှုကိုမယွန်ရှားဘူးမကြောက်လန့်ဘူးအာဟိရိကမရှက်ဘူးအနုတ္တပမကြောက်လန့်ဘူးဆိုတဲ့စိတ်နေသဘောတရားလှုပ်ရဲတယ်နော်အာဟုတုကိုလှုပ်ရဲတယ်မကြောက်ဘူးငါးပါးသီလကိုချိုးဖောက်ရဲတယ်မကြောက်ဘူးဆိုလို့ရှိရင်ဒါတွေလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲနောက်တစ်ခါ ကိုယ်ကိုထင်ရောက်နေတဲ့မာနကိုယ်ကိုထင်ရောက်နေတဲ့မာနလည်းအာဟုတုတစ်ခုပဲဒိဋ္ဌိဆိုရဲမှန်ကန်တဲ့ကိုယ်တဏ္ဍာမှာဒီခန္ဓာကိုယ်ထဲမှာထာဝရမြဲတဲ့သိုးဆိုတာလေးရှိတယ်အတ္တဆိုတာရှိတယ်လို့အထင်ရောက်လို့ရှင်လေဒိဋ္ဌိဆိုရဲအမြင်မှားမှုရှိတယ် ကံကံဤအကျိုးကိုလက်မခံညင်းပယ်တယ်။နောင်ဘဝဆိုတာမရှိဘူးလို့ညင်းပယ်တယ်ဆိုလို့ရှိရင်လည်းမာရွေနဲ့အမြင်တစ်ခုဖြစ်လာတယ်။အဲဒီလိုခန္ဓာကိုယ်ထဲမှာဒီကိုယ်စိတ်မှာဖြစ်ပေါ်နေတဲ့ဒိဋ္ဌိတို့မာနတို့ဒါတွေကလည်းစိတ်ရဲ့အညစ်အကြေးပဲ။နောက်တစ်ခုကအိတ်တာတို့မစ္စရိယအိတ်တာဆိုတာတစ်ဖက်သားခြေပေါ်တွတ်တဲ့နေတာဆိုလို့ရှိရင်မနာလို့မရှုစိတ်ဖြစ်အိတ်တာ။ ပစ္စရိယဆိုတာကိုယ်သာခံစားခြင်းနဲ့သူတစ်ပါးကိုခံစားခွင့်မပေးဘူးเนาะကိုယ်သာထက်တန်းရောက်ခြင်းနဲ့သူများထက်တန်းရောက်တာမကြိုက်ဘူးဆိုတဲ့ပစ္စရိယတရားအနည်းလွန်များတယ်သူကအဲ့ဒါမျိုးအိတ်တမစ္စရိယဆိုတာလည်းပဲစိတ်ရဲ့အညစ်အကြေးတွေပဲနောက်တစ်ခါကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာစိတ်ထဲမှာ ထက်ထက်တန်တန်မဖြစ်ပဲနဲ့တွန်းဆုံမှုတွေဖြစ်တယ်ဌိနမိဒ္ဓဒါလည်းအကုသိုလ်တရားတွေလို့ထောဆုံးလို့စိတ်တည်ငြိမ်အောင်စုစည်းလို့မရဘူးအာယုန်ဒီပေါ်မှာစိတ်ဟာလွင့်ပြတ်နေတယ်ဥဒိစ္စလို့ခေါ်တယ်ဒါလည်းစိတ်ရဲ့အညစ်အကြေးပဲကိုလုံးတဲ့လုပ်ငန်းတစ်ခုပေါ်မှာမှန်သလားမှားသလားစဝေးစဝါးတွေဖြစ်ပြီးရှေ့မတိုးနိုင်တာဝိသိကိစ္စအနောက်ရှေ့အဲ့ဒီဝိသိကိစ္စဆိုတာလေ စိတ်ရဲ့အညစ်ကြေးပဲလို့ဟောဒီစိတ်ရဲ့အညစ်ကြေးတွေကိုဖယ်ရှားနိုင်ရမယ်အဓိကတော့အဲ့စိတ်ရဲ့အညစ်ကြေးတွေကိုဖယ်ရှားဖို့ရာအဓိကအလုပ်ဖြစ်တယ်ဒီလိုဆိုတာเนาะအဲ့ဒီစိတ်ရဲ့အညစ်ကြေးတွေကိုဖယ်ရှားနိုင်မှတန့်စင်သွားတဲ့စိတ်ဟာဖြူစင်သွားတဲ့စိတ်ဟာကောင်းကျိုးချမ်းသာတွေကောင်းတဲ့အင်္ဂါရက်တွေနဲ့ ဖြူစင်သွားတဲ့စိတ်ဟာဘာတွေနဲ့တွဲလာတော့ဆိုတတိနဲ့တွဲလာတဲ့ပညာနဲ့တွဲလာတဲ့ဝီရိယနဲ့တွဲလာတဲ့ကောင်းတဲ့အရာချင်းတွေတဒါနဲ့တွဲလာတဲ့တမာတိနဲ့တွဲလာတဲ့အဲ့လိုတွဲဖက်လာတဲ့စိတ်တွေဟာတန်မိုးရှိတဲ့စိတ်တွေဖြစ်ပြီးကိုယ်တဏ္ဍာမှာရှိတဲ့စိတ်အညစ်အကြေးတွေအလုံးကိုဖယ်ရှားပြစ်နိုင်တဲ့အနေအထားတစ်ခု။ ဟောဘုရားဘာသာဝင်နေအနေနဲ့ဒါအရေးကြီးတဲ့ခြင်းစဉ်တစ်ခုပဲလို့ဒီခြင်းစဉ်ကဘယ်တော့ခြင်းရမှာတော့လို့ဆိုနေ့စဉ်ကိုသွားရင်လာရင်စားရင်တောက်ရင်စီးပွားရှာရင်ကနေစားပြီးတော့ကိုယ်စိတ်ကိုမကောင်းမှုအကုသိုလ်တွေကနေနိုင်တယ်ဗျာနေအောင်ခြင်းကြံကြုတ်ကိုအထုတ်နေခြင်းပဲဖြစ်တယ်အဲ့တော့တမအဖြစ်အဆင့်၃ဆင့်ခွဲခြားတတ်မှတ်ရပါ ဘုရားဘာသာအခြေခံအဆင့်ကတစ်ခုနော်အလဲအဆင့်ကတစ်ခုနဲ့အဆင့်မြင့်ကတစ်ခုလို့ဆိုပြီး level 3ခုနဲ့သတ်မှတ်ကြည့်လိုက်မယ်ဆိုရင်ပထမ level ကတော့ဘာတော့လို့ဆိုရင်အခြေခံအဆင့်ဆိုရင်ဖျားရှိခိုးမယ်ဆုတောင်းမယ်ဖျားကိုပန်းလို့ပြုမယ်ဒါနကောင်းမှုလုပ်မယ်သီလကောင်းမှုလုပ်မယ်ဟောဒါအခြေခံအဆင့်ကိုပြောပါကုသိုလ်ကောင်းမှုတွေလုပ်တယ် အမေဖေတွေကိုယူသေးလေးစားတယ်လူကြီးသူပါတွေလေးစားတယ်အခြေခံဆက်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်ဟောအဲ့ဒီတဲ့အစ်စ်မြင့်လိုက်ပြီဆိုတဲ့အခါကြလို့ရှင်တော့ဒါတော့တင်မကြေနပ်တော့ပဲနဲ့တဝထချင်းစဉ်တစ်ခုကိုချင်းနေစိတ်တည်ငြိမ်အောင်တမာရီချင်းနေကိုချင်းနေအဲ့ဒါကြတော့အလဲရာအစင်ရောက်လာစိတ်ကိုထိမ့်သိမ့်နေ အေးအဆင်းမြင့်ဆုံးအဆင်းရောက်ပြီဆိုရင်ဝိပဿနာတရားကျင့်ပြီးတန်တရားကဝောကလွတ်အောင်နိဗ္ဗာန်ကိုမြင်မပြူဖို့ကြိုးစားပြီဆိုရင်တော့အမြင့်နဲ့အကျင့်တို့ level 3လို့သူပြောမှာဖြစ်တယ်ပေါ့အဲ့တော့ level အလိုက်ဘုရဝတာတွေဟာအာလုဟာပညာရည်တည်းချိပဲအကုန်လုံးပညာရည်တွေကိုလေးစားလိုက်နာခြင်းသာလင်ဖြစ်တယ် ကိုယ့်ရဲ့တဏ္ဍာမှာစိတ်အစဉ်ထဲမှာမကောင်းတဲ့စိတ်နေသဘောဓာတ်တွေကိုတွန်းလှန်ဖယ်ရှားနိုင်ဖို့ကောင်းတဲ့စိတ်နေသဘောဓာတ်တွေကိုယ့်တဏ္ဍာမှာရောက်ရှိဖို့ဟာအရေးကြီး